ဒီပွဲကတော့ကျွန်တော်တို့အခုနောက်လည်းပြောပြီးအာရှဗလာခြေစစ်ပွဲဖြစ်တယ်။နောက်ပြီးတော့အုပ်စုအဆင့်သွားမယ်ပွဲလည်းဖြစ်တယ်။နောက်ဆုံးကျွန်တော်တို့ပထမဆုံးအနေနဲ့ဒါဖွင့်ပွဲစဉ်အနေနဲ့အိမ်ကွင်းမှာ ကစားမယ်ဖြစ်တယ်လို့ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီအာသာချက်တစ်ခုရှိတာတော့ထေချာပါပါပဲ။အဲသူတို့နောက်ဆုံးပွဲသူတို့ကျွန်တော်တို့27နှစ်မှာ ါအကြီးကွင်းရတယ်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့ဒီပွဲကိုကျွန်တော်ဗီဒီယို analyze လုပ်ထားတယ်ကျွန်တော်ဒီကြံခဲ့တဲ့ရက်တွေမှာလည်းကျွန်တော်တို့အာတိုက်ဆဲရောခန်းဆဲရောအကုန်လုံးပြင်ဆင်မှုလုပ်ထားပါတယ်ဟုတ်ကဲ့ဒါကကျွန်တော်တို့ဒီဝင်လင်းအောင်ရှိတယ်ဝင်လင်းအောင်ဆိုတော့ကျွန်တော်တို့ training လုပ်နေတဲ့ဒါမာဆယ်နာသွားလို့ပါအဲနောက်တော့ကျွန်တော်တို့ဒီထိုင်းလိမှာကစားနေတဲ့ဝင်းနိုင်ထွန်းရှေ့တန်းအဲသူလည်းကျွန်တော်တို့ဒီခြေစမ်းပွဲမှာဒါမာဆယ်နာသွားတဲ့အတွက် ရွေးချယ်ခြင်းမရှိတာပါဟုတ်ကဲ့ကျွန်တော်လေးစဉ် national team ဆိုတာကျွန်တော်တို့ကစုပွဲမှုအချိန်အဲတပတ်ဥမာတခါကြီး၄၅ရက်နဲ့သူတို့ရဲ့ fitness ကိုတော့ကျွန်တော်တို့ကချိန်တိုးပြီးတော့ကျွန်တော်တို့ player တွေကိုကျွန်တော်ကချင့်ကပ်ရတာပေါ့ဆိုတော့အဲလက်ရှိအနေထားကတော့ဒါကိုပဲကျွန်တော်တို့အဓိက ထားပြီးတော့ဒါဒီတိုက်စစ်ကိုဘယ်လိုသွားမလဲခံစစ်မှာဘယ်လောက်ထိနှုံသွားမလဲအစသူတို့ကိုကျွန်တော်တို့အဲအဲပြောပြတာရှိပါတယ် ်ဆိုတော့ဟိုမနေ့ပြန်ပွဲလေးရတော့သူတို့ကျွန်တော်စောင့်ကြည့်ပါစောင့်ကြည့်ရမှာပါပလေယာတွေကိုအဲကျွန်တော်ယုံပါတယ်ပလေယာတွေအကောင်းဆုံးဒါမနေ့ပြန်ပုံပေါ်ကစားလိမ့်မလို့ထင်ပါတယ်ကျွန်တော်တို့ဒါ Asian Cup ရဲ့ဒါပထမဆုံးပွဲပါเนาะကျွန်တော်တို့ပထမဆုံးပွဲဆိုတော့ကျွန်တော်တို့တို့လည်းအရေးကြီးလို့သူတို့တို့လည်းအရေးကြီးရောပြည်စနာဟိုဟိုကျွန်တော်တို့သူတို့ကစားတာလည်းလေ့လာထားတာလည်းရှိသလိုသူတို့လည်းကျွန်တော်တို့ဘက်ကိုလည်းလေ့လာထားတာလည်းရှိမှာပါเนาะဒါပေမဲ့ကျွန်တော်တို့ အိမ်တွင်းလည်းအိမ်ကွင်းလည်းဖြစ်တဲ့အတွက်ကျွန်တော်တို့အားသာချက်တခုလည်းရှိနေတယ်ပြည်သက်တွေလည်းရှိနေတယ်ဆိုတော့ကျွန်တော်အကောင်းဆုံးရှင်းပြကစားတော့မယ်မေဆူဘီရှိတော့ကကျွန်တော်တို့ဒီကစားပွဲတခုကိုချင်းခဲ့တဲ့ပုံစံတစ်မျိုးဒီမှာချင်းခဲ့တဲ့ပုံစံကြောင့်တစ်မျိုးပေါ့နော်နောက်တစ်ခုကတော့ဟိုနီးပြပိုင်းနေနဲ့လည်းလောက်ပတ်ခတ်တဲ့အပိုင်းနေရှိပါဘူးဆိုတော့ကစားသမားတွေကလီမတူတာတွေရှိရဲ့နောက် level လေးနေနေကွာနေတာရှိရဲ့နီးစနစ်မတူတဲ့ club တွေကလာတာရှိရဲ့အခါကျတော့ပေါင်းစပ်ချိန်ကြလဲတိတ်မရဘူးပေါ့နော်မရတဲ့အခါမှာ အဖြစ်နိုင်ဆုံး needs နဲ့တခု ਨੇ ကျွန်တော်တို့အကောင်းဆုံးဖြစ်နိုင်မယ်ဆိုတဲ့အရာတခု ਨੇ နီးပြတခုကနီးပြချင်းကတ်တယ်အဲ့ဒီပုံမှာကျွန်တော်ကအကောင်းဆုံးလိုက်လုပ်နိုင်ဖို့ပဲကျွန်တော်ကစူးစမ်းတယ်အဲ့တော့ဒီစူးဘွားနဲ့ပတ်သက်လာလို့ပြောရမယ်ဆို Mitsubishi တော့ကျွန်တော်တို့အမားလေးလုတ်ခေတာရှိရဲအခုကျွန်တော်အဲ့အမားလေးပြန်ပြင်ခဲ့တာရှိရဲနောက်အခုပြင်နေတဲ့အပိုင်းရှိရဲပေါ့နော်အဲ့ဘိုင်းနဲ့ပတ်သက်ပြီးအားလုံးပြောရမယ်တော့ကျွန်တော်တို့ကဟို Titan လောက်တော့ဂျင်းနဲ့အားရမှုရှိပါရဲ့အာဖဂန်နဲ့ဒီထိုင်းနဲ့သူကစားဝါခြေစမ်းဝါကြည့်ရနေတာသူဟိုထိုင်းကိုရှုံးသွားတယ်ဆိုပေမဲ့ သူတို့မှာဟိုစနစ်ကြတဲ့ကစားပုံရှိရဲ့နောက်သူတို့ခံစစ်ကစားပုံနဲ့ကြစ်လက်တဲ့ခါရရှိရဲ့ဆိုတော့ကျွန်တော်ကဒါနီးပြနဲ့နီးပြချမှတ်ထားတဲ့နီးပြွာအတိုင်းပဲပေါ့နော်ကျွန်တော်တို့ဘယ်လိုသွားမလဲတိုက်စစ်ဘယ်လိုသွားမလဲတိုက်စစ်ဘယ်လိုခံမလဲဆိုတဲ့အကြောင်းအရာနဲ့ပဲကျွန်တော်ကတက်ဆိုင်တကယ်လို့ဒါကျွန်တော်တို့နီးပြချမှတ်ထားတဲ့ discipline ကိုကျွန်တော်ကောင်းကောင်းလုပ်နိုင်မှာဆိုရင်ကျွန်တော်တို့ရဲ့အပြအဖြေတခုကကျွန်တော်တို့နောက်ကောင်းမွန်တဲ့အဖြေတခုကကျွန်တော်တို့နောက်လိုက်လာမယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့ ဒီဘမ်တိုင်ပြိသက်တွေတော့ကျွန်တော်တို့ Mitsubishi တော့ကကျွန်တော်တို့လိုချင်လောက်ဟိုအတိုင်းတာကူတော့မရခဲ့ဘူးเนาะအခုကျွန်တော်တို့ဒါ Asian Gear ပထမဆုံးပွဲ Asian Gear ပထမဆုံးပွဲမှာကျွန်တော်တို့လည်းအရေးကြီးသူတို့လည်းအရေးကြီးတယ်ဒါပေမဲ့ကျွန်တော်ပြင်ဆင်ထားတဲ့အများကြီးပြင်ဆင်ထားတဲ့ကျွန်တော်ခုနပြောသလိုနီးပြရဲ့ဒီ discipline တစ်ခုရာ strategy တစ်ခုရာကျွန်တော်တို့တည်ချလုပ်နိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီခုန result ကကျွန်တော်တို့နောက်ကိုလိုက်လာမယ်အားပေးနေပြိသက်တွေလည်းကျွန်တော်တို့စိတ်ရှည်ပြီးတော့ဆက်လက်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးပါ